ဗမာတက်လီဗေးရှင်းပရိသတ်များမင်္ဂလာပါရှင်။ကျမတို့ channel မှာထိတ်တန်းရောင်းမြန်မာသတင်းတွေကိုတင်ဆက်ပေးနေတာမို့ channel လေးကိုလည်းလိုက် subscribe ပြုလုပ်ပေးထားပါအောင်ရှင်။ပိုက်ပွဲတွေပြင်ထန်နေတဲ့ကြာဖြူသုံးတရုတ်ကြေစာစစ်သားတွေရောက်ရှိလာဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။တရုတ်စီမံကိန်းများစီရကြာဖြူမြို့နယ်မှာတိုက်ပွဲများပြင်းထန်ဖြစ်ပွားလာပြီးနောက်တရုတ်ကြေစာစစ်သားတွေကြာဖြူသုံးရောက်ရှိလာတယ်လို့သတင်းရရှိပါတယ်။ ။စစ်ရေးသတင်းများကိုလေးလာနေသူဒေသခံတအူကသူတို့ကတရုတ်စစ်ဝတ်စုံနဲ့မဟုတ်ဖင်မြန်မာစစ်တပ်ဝတ်စုံနဲ့ဝင်ပြီးအသွင်ပြမိပို့ထားတာစစ်တပ်ဘက်ကဝင်ကူပြီးအေအေကိုတိုက်ဖို့လာတရုတ်စီမံကိန်းတွေအတွက်လုံခြုံရေးယူဖို့လာလာလောင်းတေချာမပြောနိုင်သေးပါဘူး။စနိုက်ပါတမားတွေလည်းပါတယ်လို့သတင်းထွက်နေတယ်လို့၎င်းကပြောပါတယ်။ သူတို့ကိုကြောက်ဖြူမျိုးနဲ့တစ်ပုတ်သားချေဆိုင်ဓညဝရီရဲတဲ့ဌာနချုပ်အနေမှာအာရခတက်တော်အေးနဲ့စစ်ကောင်စီတို့တိုက်ပွဲအပြင်းထန်ဖြစ်ပွားလာပြီးနောက်ဖေဖော်ဝါရီလနောက်ဆုံးပတ်ကကြောက်ဖြူသုံးလေကြောင်းကနေတဆင်ပို့ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ဖေဖော်ဝါရီ29ရက်နေ့ကရန်ကုန်လေးစိတ်ကနေတဆင်ကြောက်ဖြူမျိုးတို့တရုတ်ကျေစာစစ်သား25ယောက်ကိုပို့ဆောင်ခဲ့တယ်လို့စစ်ကောင်စီနဲ့နီဆန်တီအတိုင်းဝိုင်းကပြောပြပါတယ်။ တရုတ်စီမံခန့်ကြီးများရှိရာမရေကျွန်းတီတစ်ပုတ်တောင်ရှိတညဝတီရေတပ်နှင့်ငားမိုင်ခန့်အကွာမှတည်ရှိပြီးမရေကျွန်းမှာတရုတ်လူမျိုးဝန်ထမ်းရှားနှင့်ချီပြီးရှိတယ်လို့သိရပါတယ်။လက်ရှိထွက်ပေါ်လာတဲ့သတင်းများအရတရုတ်ကျေးစားဆက်သားတွေကိုစစ်ကောင်စီ၏တညဝတီရေတပ်ဌာနချုပ်နှင့်အမှတ်30နေရက်တရင်အပါအဝင်တရင်အချို့မှာဖျက်ချထားပြီးနေပြည်တော်မှာလည်းလက်နက်ပစ်ကူပေးရန်ပို့ထားကြောင်းမြေပြင်သတင်းအရသိရှိရပါတယ်။ အဆိုပါတရုတ်ကျေးစာစစ်သားများသည်လူဦးရေ50ဝန်းကျင်ခန့်ရှိပြီးဇယန်ထဲမှာစနိုက်ပါသမားများလည်းပါဝင်တယ်လို့ဆိုပါတယ်။ယခုရရှိနေသည့်တရုတ်ကျေးစာစစ်သားများသည်တိုက်ပွဲဝင်ရန်အတွက်မဟုတ်ဖင်စစ်ကောင်စီတပ်သားများကိုနှီးပညာပိုင်းဆိုင်ရာဒရုန်းစနိုက်ပါနှင့်လက်နက်ပစ်ကူများကိုပြသရန်အတွက်သာဖြစ်တယ်လို့လည်းတပ်သတင်းများအရသိရှိရပါတယ်။ပီကန်ဒီ2024ခုနှစ်အတွင်းကလည်းစားပြူမျိုးအနီးရှိမဒေကျွန်းစီမံကိန်းကိုလုံခြုံရေးယူရန်အတွက်တရုတ်စစ်သားများကိုစစ်ကောင်စီကပို့ဆောင်ထားကြောင်းသတင်းများထွက်ပေါ်ခဲ့ပါသည် လက်ရှိမှာစက်ကောင်စီကတရားဟောဒီရေးတဲ့ဌာနချုပ်ကိုရေးချောင်းမှလည်းတက်အင်အားများဖြည့်ထားပြီးစစ်ရရင်အများပြားကိုလည်းမဒီကျွန်းနဲ့အနည်းဝန်းကျင်မှာခြားထားတယ်လို့သိရပါတယ်စီရဲမှာအင်အားဖြည့်ထားသည့်စက်ကောင်စီတပ်ဖွဲ့ဝင်များသည့်လက်ရှိမှာအေးထင်းချုပ်ထားသည့်နေရာများကိုစစ်ကြောထိုးကပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်မှုများပြုလုပ်နေတယ်လို့လဲစာဖြူဒေသခံစီရဲသတင်းရင်းမြစ်ကပြောပါတယ်။ မင်းအောင်လိုင်ကိုဆွတ်ွက်လို့တော့မရဘူးအတ္တိကကကြောက်ဖြူတိုက်ပွဲမှာသူတို့အထင်အားလို့သူတို့ဘက်ကတေမထူးနေမထူးဆိုပြီးစစ်ကြောင်းထိုးပြီးထိုးစစ်စင်နေတာပြီးတော့စစ်ကောင်စီဘက်ကကြောက်ဖြူမှာဆိုရင်အေရအားနဲ့ကြဲအားသားချက်ကိုတည်ထားတယ်လေစစ်ကောင်စီဘက်ကအထက်ကဇေလန်းကိုအာကိုပြီးလုပ်နေတာလို့ပြောပါတယ်ဇမနစ်မလ6ရက်နေ့နေ့လယ်ပိုင်းကလည်းတညဝရီရတဲ့အနည်းရှိဥကင်ကျေးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိပေစစ်ကောင်စီကဒုံပေါင်းဖြင့်ကြဲချပြီး ရွာနီးစီစကြောင်းကလည်းရွာထဲတို့ဝင်ရောက်မိရှုခြင်းကြောင့်လူနေအင်ကျေ140ခန့်မိလောက်ပြချခဲ့ရပါတယ်။အေအေနဲ့တိုက်ပွဲပြင်းထန်ခဲ့သည့်တညာဝတီရေတဲဌာနချုပ်အနီးရှိစီမောဆောင်ချောင်းစက်တိန်ကျေးရွာများဘက်ကလည်းစစ်ကောင်စီကစစ်ကြောင်းတို့ကပြန်လည်ထိုးစစ်ဆင်နေကြောင်းဒေသခံများကပြောပါတယ်ရှင်။ဆလပင်းချောင်းမြင့်မှုလမ်းမိုင်မှာစစ်တပ်ရန်အား PDF များတိုက်ခိုက်စစ်သား23ဦးသေဆုံးပြီးတနက်လက်20ရောင်စက်ကောင်စီတပ်များက2စီးကို PDF များမိရှုစွာတရင်ကိုတင်ဆက်ပေးမှဖြစ်ပါတယ်။ ချောင်းမြင့်မှုလမ်းမိုက်မှာစစ်ကား၂စီးပါစစ်ကောင်စီရဲ့နှံအောင်ပြည်သူ့ကာကွယ်ရေးဘုမတပ်ဖွဲ့များကတိုက်ခိုက်ကစစ်ကောင်စီဘက်မှ23ဦးသေဆုံးပြီးတနက်20လဲတင်းစီရာစီနိုင်ကကာနစီကိုလည်းမိရှုဖြက်စီနိုင်ခဲ့ပါတယ်မလလီရဲ့ညနေ3:30မိနစ်ကမုံရမျိုးတွင်မှထွက်ခွာလာတဲ့တံများကာကနစီသည်ခြောင်းမျိုးကိုဖျက်၍မြင်းမှုဘတ်တို့ဥတီထွက်ခွာလာစဉ်ပီဒီအမ်များကစားကြတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ရမပင်မျိုးနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လက်ယုံတန်း ULF စစ်ကြောင်းကထုတ်ပြန်ပါတယ် စုစုပေါင်းဒေတာ23ရောင်းတနက်ကအလက်20ရာတောင်းတိုက်ပွဲဖြစ်ပြီးတဲ့နောက်ပိုင်းချောင်းဘက်ကနေလက်နက်ကြီးတွေတောက်ဆပြစ်နေတယ်လို့ PDF တအူကပြောပါတယ်တိုက်ပွဲဖြစ်နေစဉ်ချောင်းမြို့ပေါ်စက်ကောင်စီအထက်စခန်းဖြစ်တဲ့စိုက်ကွင်းရုံးနေမြတ်ပလင်းစခန်းတို့မှာ120မမလက်နက်ကြီး106ကျင်းပြစ်ကူပေးခဲ့ပါတယ်ဒါအပြင်မေထီလာလီတက်မှ FTC 2000တင်းစီတိုက်လေရန်ဖြင့်ညနေ4:20မိနစ်မှာလေကြောင်းတိုက်ခတ်မှု9ချိန်ပြုလုပ်ခဲ့ပါတယ် အလားတူမုံရမျိုးစီအနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခါမှဆက်တက်လေဒီဖြစ်နှစ်ကြိမ်လေကြောင်းပစ်ကူပေးခဲ့ပါတယ်လို့ UNS စစ်ကြောင်းကအတည်ပြုပါတယ်တောက်ပွဲအတွင်း MA1 လေးလက် MA3 တနက်တလန် MA1 သုံးလန် G3 တလန် G1 တလန်60မမစိန်ပြောင်းတလန်လာလာတလန် G ပါမျိုးစုံ22ပေါင်တင်စီရရှိခဲ့ပါတယ်စစ်တပ်စီလာသည့်တံများကကား20သည်တင်စီနိုင်ပြီမဲ့မောင်းနေ၍မရတာကြောင့်မိဆွေဖြစ်စီခဲ့ရတယ်လို့သိရပါတယ် တိုက်ခိုက်မှုကို UNS စစ်ကြောင်းနဲ့အတူချောင်းမြို့နယ်ပါကဖားတိုက်ခိုက်ရေးတပ်ချောင်း PDN B21 PDF ရမပင်ခရိုင်တရင်စက်ခွန်ရတနာဘုံချင်းတွင်ဗလာတာဘန်ဒူလာတပန်ဖို့ပူတန်လင်းတရီဗလာတာဖို့ကန်နင်း Special ဖို့လဲပင်စကိုင်းတနာစစ်တုံးတီရောမှာပူရွဲကမစ်ရှင်ဆောင်ရွက်ခဲ့ကြ UNS ကထုတ်ပြန်ပါတယ် ဒါအပြင်ဖေဖော်ဝါရီလ16ရက်နေ့18ရက်နေ့တို့မှာလည်းချောင်းမြို့နယ်နဲ့ညာပြူပင်စခန်းတွေတို့မှာလည်းစစ်တပ်စစ်သားများနဲ့ဒေသရေး PDF များတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အထက်ပါတိုက်ပွဲများအလုံးမှာစစ်တပ်ဘက်မှစစ်သား23တင်ဆောင်ပြီးတော်လှန်ရေးတပ်ဖွဲ့ဝင်၄ဦးကြာဆုံးခဲ့ကြကြောင်း UNF နဲ့ချောင်း PDF တို့ကထုတ်ပြန်ထားပါတယ်ရှင်။ကျွန်မရဲ့သတင်းနဲ့စမ်းမှုကိုဒီမာရင်ရနာကျွန်မရင်းရွှေလန်းချမ်းမြေကြပါစေရှင်။